။ဗာဘီလိုနိဗင်ကိုအခန်း36စားသောဆိုင်နှင့်လိပ်ပြများအင်ဒရာပေးသားသောရှေလူရှေသားများကိုရောင်း၍စားသောဆိုင်ကိုကျွန်တော်တို့ဝယ်ယူလိုက်၏။အင်ဒရာဤဖခင်ကရှေလူရှေသားများမှာအင်ဒရာနှင့်ကျွန်တော်အတွက်ပေးထားသောပစ္စည်းများဖြစ်ကြောင်းစားသောဆိုင်မှာလည်းကျွန်တော်တို့ပိုင်ဖြစ်ကြောင်းကျွန်တော်တို့စိတ်ကြိုက်လုပ်ချင်သလိုလုပ်နိုင်ကြောင်းများပြော၏။အင်ဒရာမှာကျွန်တော်ဤတရားမဝင်မရဟုလဲဆိုနိုင်ဤမိတ်ဆွေဈေးဟုလဲဆိုနိုင်ဤဒီမှာနေကျွန်တော်မှာတစ်ချိန်မြအခြေမများခဲ့ဘူးပါဒီမှာဒီကျွန်တော်အလိုကိုအမြဲလိုက်ဤ ကျွန်တော်လှုပ်ထင်သမယကိုဒီမသဘောတူ ਈ ဒီမဟာကျွန်တော်အပေါ်၌စိတ်ကွက်တတ်ဒီမကျွန်တော်ဟိန္ဒူကလာမများဤလပသောယင်သားများထိတ်နိုင်အလွန်စိတ်ဝင်စားစွာစေးမင်ထိုးပေးနေသောအချိန်များနိုင်သာဖြစ်၏စားတော့ဆိုင်စားဖွင့်ဒီနေ့ချီချီကသမင်းချက်ဖြစ်တော်ဝင်ယူ၏ဘုံကခောက်ဆွဲကြော်၏ဘုံခောက်ဆွဲမှာအလွန်ရစာထူ၏လူကြိုက်လူများ၏အင်ဒရာကဒါရာအမိရှိသောအခြားဟိန္ဒူကလာမတို့နှင့်အတူလပစွာဝစ်စင်ပြီးစပွဲတို့လို့၏ကျွန်တော်ကငွေသိန်းသူစားတော့ဆိုင်ပိုင်ရှင်ဖြစ်၏ ကျွန်တော်တို့စားသောက်ဆိုင်မှာမူလပိုင်ရှင်လက်ထက်ကရှုံးနေသောစားသောက်ဆိုင်ဖြစ်သို့သောကျွန်တော်တို့စားဖွင့်ပြီးတစ်ပတ်နှစ်ပတ်ကြာသည်နှင့်အမြတ်ဆုံးထွက်လာ၏စားသောက်သူများလာ၏ထို့သောအောင်မြင်ရခြင်းလူလာများလာရခြင်းမှာအင်ဒရာနိဒါရာတို့ကြောင့်ဟုလည်းဆိုနိုင်၏အင်ဒရာနိဒါရာတို့ဝင်ဆင်သောကလားဝေစားများမှာချန်တင်ကားမှာဘိုက်သားများပေါ်နေပြီးရင်သားများမှာလည်းယောက်ျားများမက်ချင်စရာတဝက်များပေါ်နေ၏အောက်ပိုင်းမှာပေါင်တစ်ချောင်းမှာလည်းလမ်းလျှောက်သွားနိုင်မပေါ်တဘောဖြစ်နေ၏ ဒီဆွေမဆရာများကိုကြည်တင်သည့်အချက်တရတဲ့အကြောင်းပဲကျွန်တော်တို့စားစားအဆိုင်တို့အမေရိကန်သင်္ဘောသားများအများပြားလာဤတချို့တစ်နှစ်နှစ်ကြိမ်ပင်လာစား၏ပြင်းတဲ့တကြုံသမားဟောင်းများအတွက်လည်းကျွန်တော်စားစားဆိုင်ဖွင့်သည့်တဲ့ရင်ကြားသည့်နေ့ကျွန်တော်ဆိုင်ရောက်လာကြ၏စားတော့ကြ၏ဝေရှိကြသည့်အခါပေးမရှိသည့်အခါလည်းကျွန်တော်တပြားမှမရကျွန်တော်ဆိုင်မှာသူတို့အတွက်ဂုံးခိုနားစရာစကန်တစ်ခုဖြစ်လာ၏တို့တကြုံသမားဟောင်းများထဲမှလိပ်ပြဖမ်း၍အသက်မွေးသောလူတစ်ယောက်မှာကျွန်တော်နှင့်တပြေးပြေးအလွန်ရင်းနှီးလာ၏သူအလုံးမှာတောတောင်အနှံလဲ၍လိပ်ပြဖမ်းရပြီး ရတော်လေးပြကိုတက်၍ပုံမပြတ်ဆက်ကူမာရင်ကပ်ပြီးလေးပြစုဆောင်သူကဘာလက်ခရီးတဲ့များကိုရောင်းစားရ၏ကျွန်တော်ကသူ့လေးပြများကိုကျွန်တော်ဆိုင်တွင်ခင်းပြထား၍ဆိုင်လာစားတက်သည့်ဖောက်တဲ့များကိုရောင်းပေး၏ကျွန်တော်အတွက်လည်းရောင်းပေးကြရ၏ဒီနေ့တွင်အမေရိကန်ကုမ္ပဏီတစ်ယောက်ကတံမီးအပြာရောင်ရှိသောလေးပြတွေ့လျင်သူအတွက်ချန်ထားရန်နှင့်ဒေါ်လာ900ပေးမိဦးမှသွား၏ဒေါ်လာ900ဟုသည်မှာမိသည့်လေးပြဖန်သမားများမရဘူးသောအဖို့ဖြစ်ကျွန်တော်ကထိုအကြောင်းကိုကျွန်တော်မိတ်ဆွေလေးပြဖန်သမားကိုပြန်ပြောပြ၏ ။ပါပြီးတော့ဒီလိပ်ပြာမျိုးကအင်မတန်ရှားတဲ့လိပ်ပြာမျိုးဈေးကောင်းလေးအင်မတန်ရနိုင်တယ်လို့ကျွန်တော်ကြားမှုတယ်။ဘယ်လောက်ထိရနိုင်တယ်လဲ။ဒေါ်လာ2000လောက်တော့အသားလေးရနိုင်တယ်တဲ့။ဒါပြင်ဒီအမေရိကန်ကုန်တယ်ကကျုပ်တို့ကိုအမဲဖမ်းတာပေါ့။ဟုတ်တယ်ဒီကောင်အမဲလာဖမ်းတာ။ဒါပြင်ဒီကောင်ကိုပြန်အမဲဖမ်းရအောင်။အဲ့ဒီလိပ်ပြာနဲ့အယောင်ဆင်းဆင်းရှိတဲ့လိပ်ပြာမျိုးကမရနိုင်ဘူးလား။တိတ်တော့မလွယ်ဘူး။ဒါပေမဲ့အပြာရောင်လိပ်ပြာနှမျိုးရဲ့အတောင်တစ်ခုကိုရောပြီးကော်နက်ကက်အထုလို့ရောင်းရင်တော့ဖြစ်နိုင်တယ်။ဒီအမျိုးကအပေါ်တောင်ပံရောင်ကတံမဏိပြာရောင်ဖြစ်ပြီးအောက်ကတောင်ကအပြာနှုတ်ရောင်ဖြစ်ရမယ်။ ကောင်းနေကကဘာနေပဲလို့လို့သူလိုရင်းနဲ့လိပ်ပြပုံပေါက်နေပြီးတာပဲခင်ဗျာကြံပန်လောက်ယူလာခဲ့ကျွန်တော်ကြည့်အောင်မယ်နောက်တစ်ပတ်ခန့်ကြာရင်အမေရိကန်ကုန်သင်လိုချင်သောလိပ်ပြတို့ကျွန်တော်ထံရောက်လာ၏ကျွန်တော်ကကျွန်တော်တို့စားသောဆိုင်ပြကန်းတွင်ခင်းပြထား၏ဒီနေ့ကျွန်တော်မျောနေသောအမေရိကန်ကုန်သင်ရောက်လာပြီးကျွန်တော်ပြကန်းမှလိပ်ပြများကိုစစ်ဆေး၏ဟိုအပြာရောင်လိပ်ပြလေးကိုကျွန်တော်ကိုရောင်းပေးပါလားခင်ဗျာဘယ်လောက်ပေးမလဲဒေါ်လာ50ခင်ဗျားဟိုတခါပြောသွားတဲ့ဒေါ်လာ900အထိပေးမယ်ဆိုတာဒီလိပ်ပြမျိုးမဟုတ်လားကျွန်တော်ခင်ဗျားအတွက်တင်ထားပေးတာဒေါ်လာ900အပြည့်ရမှရောင်းမယ် နောက်တနေ့အီအမေရိကန်ပြန်ရောက်လာပြီးသူနဲ့အတူပါလာသည့်မှန်ဘလူးတစ်ခုနဲ့ကျွန်တော်လက်ပြကိုဆက်စေ၏။နောက်ဆုံးချိန်နဲ့သွားဟန်ဖြင့်ဒေါ်လာ900ထုတ်ပေး၍ဝယ်သွား၏။ကျွန်တော်ကလက်ပြအဖန်သမားကိုငွေတဝက်ခွဲပေးလိုက်၏။ သို့တော်မကြပါဒေါလာခန့်ကြာလင်းလက်ပြတို့လုံးရဲ့ရောင်းမှုဖြင့်အင်္ဂလိပ်ရဲကကျွန်တော်ကိုလာဖမ်းဤရုံးတင်တရားဆွဲဤရုံးတင်ကျွန်တော်ကကျွန်တော်ဒီလက်ပြဖမ်းသူမဟုတ်ကြောင်းလက်ပြအကြောင်းလုံးဝနားလည်သူမဟုတ်ကြောင်းမိတ်ဆွေလက်ပြဖမ်းသမားများကျွန်တော်ဆိုင်ကိုလာပို့ပေးထားသောလက်ပြများကိုပွဲကားသာယူပြီးရောင်းပေးနေသူဖြစ်ကြောင်းအမေရိကန်ကုန်သင်မှာကျွန်တော်ထံဝယ်စဉ်ကအသေးချာမှန်ဘလူးဖြင့်စစ်ဆေးပြီးဂျင်းတဲ့သဖြင့်ဝယ်သွားခြင်းဖြစ်ကြောင်းတရားသူကြီးအားရှင်းပြဤ ကျွန်တော်ရှင်းနေကြတယ်အီလိပ်ပြာမျိုးမှာဒေါ်လာ2000ကျော်တန်ချောင်းယခုအမေရိကန်ကုန်သည်မှာဒေါ်လာ900သာပြည့်ဝယ်သွားခြင်းဖြစ်၍တန်ရတန်မှုမပြေပဲကောက်ကြည့်၍ဝယ်သွားခြင်းဖြစ်ကြောင်းကျွန်တော်အနေဖြင့်လိပ်ပြာအကြောင်းနားမလည်သူအမှန်ဖြစ်၍သာဒေါ်လာ2000ကျော်တန်လိပ်ပြာကိုဒေါ်လာ900များဖြင့်ရောင်းလိုက်ခြင်းဖြစ်ကြောင်းများတင်ပြပြီးခြေပါလျှောက်လိုက်အမှုကိုနောက်ဆုံးကျွန်တော်နိုင်အမေရိကန်ကုန်တွေကရုံးတော်မှာတရားစီရင်ကကျွန်တော်ရှိနေကနေကျွန်တော်ပေါ်ဂုံတီအထိကိုက်အောင်လောက်ကဒေါ်လာ200ပေးသွားရ၏ ထို့ညရင်ကျွန်တော်တို့စားသောက်ဆိုင်၌မိတ်ဆွေတို့ကျွန်တော်မဟောင်းများနှင့်တောက်ပွဲကြီးချင်းမှကြပါသည်စားသောက်ဆိုင်အလုံးမှအလုံးအမျက်ဆုံးရ၏ကျွန်တော်တို့နေ့စဉ်ည၈နာရီမှစား၍မိုးလင်းထိဖွင့်ကြ၏ထို့သောအီလုံငန်းကိုကျွန်တော်ရေရှည်လောက်ခွင့်မရလိုက်ပါမကြမီပိတ်ရမိအကြောင်းများပေါ်လာပြီးပိတ်ပစ်လိုက်ရ၏အကြောင်းမှာအင်ဒရာနှင့်ဒါရာတို့ကြောင့်ဖြစ်အင်ဒရာနဲ့ဒါရာတို့မှာသူတို့ကိုယောက်ျားများဆွဲမတ်အောင်အမျိုးမျိုးပြင်ဆင်၏။ယင်သားများကိုယခင်ကမပေါ်တဖို့ဖော်ထားရာမှာနောက်ပိုင်းတွင်တဝက်ကျော်ပေါ်နေအောင်ဖော်၏ အမေရိကန်တင်မောသားများမှနောက်ပိုင်း၌အရမူးလာချိန်များတွင် email ဆရာမြင်ကွင်းများကိုလမ်းကြည့်နေရုံဖြင့်မကျေနပ်ကြတော့စွဲချင်းရမ်းချင်လာကြ၏တနေ့အမေရိကန်အမှုသမားတင်မောသားတစ်ယောက်က Android ရင်သားတစ်ဖက်ကိုသူ့ဘေးမှဖျက်လျှောက်သွားစဉ်လမ်းဆွဲလိုက်၏ Android ကသူ့လက်ထဲကနေသောရေဖန်ကြိုင်းဖြင့်အမေရိကန်အမှုသမားကောင်းကိုလမ်းရိုက်ချလိုက်၏တင်မောသားလဲကျသွား၏ကျွန်တော်ကပြေးရလန်းထူဤထိုတင်မောသားအဖော်တယောက်ကကျွန်တော်အင်ဒရာဘက်မှကိုရရန်လာသည်ထင်ပြီးကျွန်တော်မျက်နှာကိုစီးကြိုထိုးချလိုက်ဤ မြလုံးတစ်ပတ်ကိုတည်တည်မမတ်ထိုးမိပြီးကျွန်တော်မျက်လုံးများပြသွားဤကျွန်တော်ချက်ချင်းထောသားဖြစ်ပြီးထိုသင်မောသားဤဝေးရှိသောနေရာကိုမှန်ပြီးတအားလန်းကန်ပြစ်လိုက်ဤထိုသင်မောသားကျဲလောင်စွာအော်ပြီးကျမ်းပေါ်လဲကျသွားဤသူအဖေါ်ကျန်သင်မောသားများကစပွဲမှခုန်ထားပြီးကျွန်တော်ကိုဝိုင်းထိုးကြဤ ချီချင်းင်းဘုံဟူကမိဖို့ဘက်မှပြေးလာပြီးကျွန်တော်ဘက်မှကိုဤဘုံလက်တွင်ခေါက်ဆဲလို့တော့တက်သားထုတ်ကြီးနှင့်ချီချီလက်တွင်တန်ခရင်ကြီးနှင့်ချီချီမှာတွေ့သည်မတင်မောသားများကိုလမ်းပြီးတန်ခရင်ကြီးနှင့်ထိုးဤတခန်းလုံးသွေးတန်ရဲရဲနှင့်ဖြစ်ကုန်ဤမကြမီရဲများရောက်လာဤကျွန်တော်တို့အားလုံးကိုဖမ်းသွားဤကျွန်တော်တို့ဘက်မှအချီချီကြကြတန်ရန်ရသူလောဝမရှိအမေရိကန်တင်မောသားများဘန်ဘန်ဘူးချီချီတန်ခရင်တန်ကြောင့်ပေါက်ပြဲကုန်ကြသူများဤနောက်တနေ့တွင်တရားရုံးသို့တင်ချီချီကိုထောင်ထောင်လာချလိုက်ဤကျန်မိသူကိုများအပြစ်လုံးဝမပေးပါ ထိုပြသနာပေါ်ပြီးနောက်မကြာခဏကျွန်တော်တို့စားသောက်ဆိုင်တွင်ရိုက်ပွဲများဖြစ်အမေရိကန်တင်မသားများကလည်းကျွန်တော်တို့ဆိုင်ကိုဝိုင်းမဲနေသည်ရန်ရှာသည်နောက်ဆုံးအခြေအနေလုံးဝမကောင်းတော့သဖြင့်ဆိုင်ကိုပိတ်ပြီးမူလအဝယ်ဈေးထက်ပင်ရောက်၍ရောင်းလိုက်ရတော့၏ဤသို့ဖြင့်စားသောက်ဆိုင် ထောင်သည့်လုပ်ငန်းကိုရပ်လိုက်ရလိမ့်မည်ဘိုးတို့ပါဆက်လုံစားကြရင် ကောင်းမလဲချီချီထောင်ကလွတ်လာတဲ့အထိစောင့်ကြည့်သေးတာပေါ့ဟင်းဒီဟင်းရွက်ရောင်းတဲ့လောက်ကိုပြန်လုကြဖို့ကလည်းမျက်နဲ့လဲကိုရောင်းပြလိုက်ကြပြီးမဟုတ်လား နောက်နှစ်လခန့်ကြာရင်ချီချီထောင်မှပြန်လွတ်လာ၏ထောင်တွင်၌သူ့ကိုကောင်းမွန်စွာထားသည်ဟုသူပြန်ပြောပြ၏ထောင်တွင်၌သူတို့ခုရီးသောစိတ်ညစ်စရာကြောင့်ကသည့်ပြဿနာမှာသူကိုတည်တံချခံရတော့မည့်အကျဉ်းသားနှစ်ဦးနှင့်တခန်းနှင့်အတူထားခြင်းဖြင့်အင်္ဂလိပ်ဥပဒေမှာတည်တံချခံရတော့မည့်သူကိုကြိုးပင်းမတက်မီ45ရက်ထားသေးသည်ဟုဆို၏ထို45ရက်တွင်အင်္ဂလိပ်ပြည်မှတည်အသနာခံစားတင်နိုင်၏မနက်ပိုင်းသူနှင့်အတူနေသောအကျဉ်းသားတစ်ယောက်ကကြံတယောက်ကိုဟေ့တို့တော့ဘယ်နေရာပဲကြံတော့တယ်ဟုပြောတတ်၏ ထိုသူပြောလိုက်တိုင်းကြံတယောက်ကဒေါသဖြင့်စိတ်ဆိုးပြီးတယောက်နဲ့တယောက်မခံကြအောင်မျိုးမျိုးပြတ်တက်ရန်ဖြစ်တတ်၏။ဤစိတ်ညစ်စရာတစ်ခုကိုနေစဉ်မြင်တွေ့ကြားနေရသည်မှာအပချီချီအတွက်တခြားအထူးပြဿနာမကြုံတွေ့မခံစားကြရပါဘူး။